အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မနေ့ကရှင်တန်ကစားသွားတဲ့ပါကစ္စတန်နဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ်အကြောင်းလေးကိုကျွန်တော်ပုတ်ပုတ်ပပလေးသုံးသပ်ပြောကြားသွားပေးမှာဖြစ်ပါတယ်မြန်မာအသင်းရဲ့ပုတ်ထွက်လူစင်မဆုံတော့ကိုသမားစင်ညီအောင်တို့ကျွန်တော်ဇုံဝင်းတိုင်တို့မောင်မောင်လွင် now နာစုမှုကျော်တရားထောင်အများကြီးပေါ့အဲတည်ယူစင် တကယ်တနောင်ညီတွေပေါ့လစ်တစ်လစ်တစ်ပုံစံနဲ့ပွတ်ထွက်ခဲ့ပါတယ်အဲရှေ့တန်းမှာတော့အထောင်တန်းပိုင်ကိုထားပြီးတော့ကုလက်ထက်နေရာမှာတော့ကျော်မင်းကိုထားပြီးတော့ပွတ်ထွက်ခဲ့ပါတယ်အဲကစားပုံတော်တော်လေးကောင်းပါတယ်ပထမပိုင်းမှာကိုရမလို့ရမလို့တွေလည်းအများကြီးဖြစ်ခဲ့ပါတယ်ဒါမှန်းဟိုလွမောင်းရဲ့တော်တော်နည်းနည်းလေးပိုရတဲ့အနေအထားတစ်ခုကနေစောစီကိုမရခဲ့ဘူးဗျာ ီဘွဲမှာတူတူကြကြတော့လွင်မောအောင်နဲ့မောင်မောင်လွင်ကကျွန်တော်ဘက်တီတောင်းနာတယ်လို့မြင်တယ်ဗျခါတိုင်းဆိုလွင်မောအောင်ကျွန်တော်ဘက်ခုနဲ့မောင်မောင်လွင်ကကျွန်တော်ဘက်၁၁ဗျဒီဘွဲမှာတော့မောင်မောင်လွင်ကကျွန်တော်ဘက်ခုနဲ့ကိုယူလာပြီးတော့တင်းကောင်းဆောင်လက်ပတ်ကိုပတ်ပြီးတော့ကစားရှင်းတဲ့ကစားတော်တာတွေ့ရတယ်ဗျဒီမှာနျူတာတေးကတော့ကျွန်တော်တို့တိတ်မနှင်းလင်းခင်တာတော့တော်တော်ကြာပါပြီဒီမှာနျူတာတေးကတော့တော်တော်လေး ဒီနေ့မှာတော့တော်တော်ကောင်းပါတယ်ဒါပေမဲ့တခုရှိတာဒုတိယပိုင်းမှာကစားချလိုက်တယ်နော်ကစားတော့တော်တော်လေးချလိုက်တယ်ပါကစ္စတန်ကလည်းတော်တော်လေးလိုက်သွင်းတာကန်တရားဖိမမှုနဲ့အလိုနေမှာနောက်တနေ့ကောင်းတော့ဗောနဲ့ကန်တရားဖိမတယ်ပြောရင်ချွေရမကြိုက်ကြအောင်နေမှာနောက်တနေ့ကောင်းလို့ဗောနောက်တနေ့ကောင်းတော့မှာပြိတ္တကလည်းနေတဲ့အချိန်မှာကွင်းမှာပြိတ္တ2000ကျော်လို့ စာထဲမှာတော့တွေ့တယ်ဗျာပြိတ္တတော်တော်များပါလားသူတွေပွဲကြီးစဉ်ရောယူတဲ့မှာရောပြိတ္တတညာနေ9နာရီလောက်တဲ့ပွဲမှာပြိတ္တအလောက်နေရတာတော့တော်တော်ရှားပါတယ်ဒီခေတ်ဒီကာလမှာတော့ဒါတော့ဒါပြိတ္တညမှာပြိတ္တအချိုးလာလीပေါ့ဗျာဒီမှာပြိတ္တတင်းကိုကြားတရတာပါကျွန်တော်ဗီဒီယိုမတင်ပေးဘူးဆိုတာဗီဒီယိုကဟိုကော်ပီရိုက်ညိလို့ဗျာအဲကြောင့်ပွဲလဲအကုန်လုံးကြည့်ပြီးမှတင်ပါတယ်ဒုတိယပါကတော့တော်တော်လေးအချင်းနေ မကောင်းမောင်မြန်မာသင်ကစားပုံကတော့တော်တော်လေးပို့ရောပါတာတရားတောင်းလို့အတော်တော်ကောင်းပါနဲ့နန္နာကျော်ဇုံဝင်းတဲ now မိမို့ဝင်လာပြီးတော့လည်းတော်တော်လေးတိုက်စစ်နေတဲ့နေရာမှာလည်းနှစ်ညဘုကောင်းတာကတော့ဒါတော့ကုသမီအောင်ဘွက်ခန့်တဲ့စတိုင်မှာနေပါသေးရဲ့အောင်ဘွက်ခန့်တဲ့စတိုင်မှာအာနောက်တစ်ခုကတော့ဟိုဝင်းနိုင်ထုံဒုတိယမှာမဝင်းနိုင်ထုံဘွက်ပြီးကနေတမ်းပါနဲ့လူစားလဲပြီးတော့ ွေတစ်ချိန်အကောင်းဆုံးတစ်ချိန်ရရတယ်ဗျာအဲ့ဒီချိန်ကကိုမကူလာอยู่ဗျာအဲ့ဒီချိန်သာကူသွားတော့နှစ်ကူတက်နေနိုင်မှာပေါ့ဗျာအဲ့ဒီချိန်ကလည်းတော်တော်လွတ်လွတ်ကျွတ်ကျွတ်ဝန်ထမ်းတို့ရဲ့ပုံစံတိုင်းပေါ့တဲ့သူကကုသမချီအောင်တရားကြီးလှည့်ထွက်မှန်းပြီးတော့မှအလော့ကုသမခောက်ပြီးတော့ကန်တယ်အသူရဲ့ပုံစံသူရဲ့ treatment ပါအမချိုးရတယ်ကြတော့တရားကိုကြိုက်တယ်လို့လုံးလုံးမရဘူးတရားသဘောတကူကကျွန်တော်ပြောချင်တာအလော့ဒါကတော့ညီမအသိရဲ့နီးတရားချက်ဦးညွှန်လိုက်ဝင်ပါ အာမြူလိုက်ဝင်စပင်ကီရတော့တန်းပိုင်နဲ့တူတယ်လို့မချက်ပြရမှာပါတဲ့ဒါပါဒါတွေဟာသာပြောတာဒါမောင်လွေလဲကြိုးစားပါတယ်တသိန်းလုံးကြိုးစားတယ်တဲ့နောက်ဆုံးဟိုမော်ဒယ်ကိုတရောသလိုတရောရရင်တော့ဘလုံးပိုက်ဆိုင်မှု80တွေ90တွေမတရောနဲ့တဲ့ကျွန်တော်ကတော့အနိုင်သုံးမှတ်ယူပြီးသွားပြီတဲ့ကျွန်တော်ညမာကတော့အနိုင်သုံးမှတ်နဲ့6မှတ်နှစ်ပွဲကစားတာ6မှတ်ရတော့ပြီတဲ့ဝေကွင်းနေကိုဘယ်လိုလာမလဲတော့မသိဘူးတဲ့ ဒါတော့တရုတ်လူမျိုးကွင်းလက်တိုင်ပေါ့ဗျာနောက်ဆုံးတော့နေမှာတကူ0နဲ့နိုင်တော့ပါတယ်